မိန်းကလေးနှစ်ယောက်နဲ့တက်တာဟုတ်လားအလုံးဝမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီညီမနှစ်ယောက်ကပေါ့နော် သူတို့အိမ်မှာမွေးထားတဲ့ခွေးသူတို့လည်းအရန်ချစ်တယ်လို့တဖော်ဖော်ပြောနေတဲ့ခွေးလေးကိုတတ်စားလိုက်တယ်ဗျာ ဒါဟာတွေးကြည့်မယ်ဆိုရင်တကယ်ကိုရက်စက်တဲ့ညီမလို့ပြောရမယ်ဗျ။အဲ့ခွေးလေးကိုသူတို့ကလည်းမွေးထားတယ်၊ကြွေးထားတယ်။ပြီးတော့ဗဇက်ကလည်းတဖွာဖွာချစ်တယ်ချစ်တယ်နဲ့ပြောနေတယ်။အဲ့ဒီခွေးကိုတက်လိုက်တဲ့အချိန်မှာသူတို့ကနေပြီးတော့ဗောနော်ဝမ်းမနေတဲ့အပြင်အဲ့ခွေးရဲ့ဘေးနားမှာဟီဟီဟာဟာနဲ့တကယ်ပျော်ရွှင်နေတဲ့အတန်မျိုးကြီးကိုလှုပ်နေကြတာဗျ။အဲ့ဒါပတ်ဝန်းကျင်အရောင်မှာသူတို့ကိုအမြင်ကတ်တယ်ဗျ။ဒီခွေးကိုဗောနော်သူတို့ဘလို့တက်လိုက်လဲ။အခုသူတို့ကဗောနော်တံပြန်ဘလို့ဝကျွေးတွေဆက်နေရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးကိုအတူတူကြည့်လိုက်ကြရအောင်ဗျာနော်။ မအခွေးကြိုက်တာဘယ်နှယောက်ရှိပြီလဲငါတို့ရိုက်တက်ဖို့ခေါ်လာအဲ့လိုပဲဆွဲတာဟုတ်ဆွဲတော့ဘာလို့ရိုက်တက်ဖို့ခေါ်လာငါလုတ်ခွေးလာပိုင်လာလာငါတို့ဘာလာနေရကြာပြီဘလို့ခေါ်လာရိုက်တက်ဖို့อ่ะဟုတ်တယ်ခေါ်လာငင်းခေါ်လာနေခုဖုန်းလည်းမသိဘူးလားသိရောဖုန်းခေါ်တာမကြိုက်ဘူးအိမ်ရောမသိဘူးလားအိမ်ကတကယ်မသိပဲနဲ့မင်းမမခေါ်တော့မမမခေါ်ပဲနဲ့အခွေကိုငါလွတ်လက်သေးအောင်မရအောင်အခွေအရေကုန်ခွာသွားပြီးတော့ပြက်တလာအကြီးတက်မယ်နော်အခုကဒီတိုင်းပြီးရင်ပြီးမယ်နော်မပြီးလို့အဲ့အလောက်ကထောက်ပါဘယ်တော့နဲ့ရိုက်တာလဲပြအလောက်မရရင်တော့ပြက်တလာချင်းပြက်တယ်မှာနော် အဲ့ခွဲအရေကုန်ဆော့ပြီးအသားဟင်းဖြစ်သွားရင်နင်တို့ကပိုဆိုးမယ်နော်နင်မပါမယ်နော်အဲ့ဒါအရှင်းဆုံးပြောလားအခုရအောင်အခွဲကိုရအောင်အခုပြန်ခေါ်ပေးခေါ်လိုက်တာသူခေါ်လိုက်တာရိုက်တတ်ရဲတပ်ပုတ်ခေါ်ရအောင်နော်ဘာ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 အခွင့်ရေးရှိလို့ဘာတောက်ဘာရှိလို့အာနာရှိလို့ရဲတပ်ပုတ်ခေါ်ရအောင်မိန်ကလေးတမ်းမယ်နော်ခွေရိုက်တတ်ဖို့လူခေါ်လိုက်တာနော်ခွေလည်းမဟုတ်ဘူးလေ လမ်းမြခွေလေငါတို့ရေဒီလောက်ကြီးငါတို့မြခွေလေလို့မမြင်ဘူးလားမဟုတ်ဒီလောက်လူတွေလည်းနင်းနဲ့ငါအရင်အလုံးလုံးတဲ့ကင်းရမလေးနဲ့နင်းနဲ့တရွာတဲလာတာလीငါတို့ပြောထားတယ်လေနင်းကိုဒီခွေတွေကိုငါတို့မွေးထားတာတွေးထားတာနင်းတယောက်ဖဲနင်းကရိုက်တက်ခိုင်းလဲဆိုနင်းတယောက်ဖဲဖြစ်မှာနော်တက်ခိုင်းတဲ့လူကဘ누구လဲစားမဲ့လူကဘ누구လဲနင်းတယောက်တဲ့ခေါင်းခတ်မှာလားနင်းတယောက်တဲ့ဝင်မှာလားထောင်ထဲကိုပြောတယောက်တဲ့ရင်းရဲတယ်ဆိုရင်တော့တယောက်တဲ့လုံလိုက်ဘာမှလည်းခွေရိုက်တက်တဲ့တော့ဝင်းရင်တော့နင်းနောက်ကဟာလीလား ၃လပိုင်းကတော့၄နိုင်ချင်းနေစင်ငါတို့ကဒီမှာခွေးမရအောင်ဆင်းနေမှာရှက်ဆက်တယ်နော်ငါဖုန်းကြလားဆက်ခေါ်လဲအင်္ဂလိပ်စာလုံးမသိဘူးဖုန်းနံပါတ်လည်းမသိဘူးဆိုတော့ဟမ်မင်းကလေးနှစ်ယောက်နဲ့တက်တာဟုတ်လားကဲအခုတော့ရှင်းနေရပြီနော် của nạn ta cho tên này đó Corina chị rõ nó bầu này mà nó Oh, đi quay lại bắt tay, bắt lại đi đâu bây giờ là sao? Đi đâu tay nào? 你把手伸进来，搞不懂，搞不懂掉了。你那都为了我在前面，你那一跑你要不要得的？我马上丢不上去，俺都话 A 型，啊？我都没你来，没来吧？俺都。ရှုံးရည်လေးတွေနေပါမလားခွေးတကောင်လုံးကိုတက်ပြီးချက်စားဖို့လုပ်တဲ့ညီမနှစ်ယောက်မိင်္ဂလာပါပြိတ္တကြီးတို့ရဲ့ အင်ရှင်တွေမရှိတော့ဒီအလုပ်သမားတွေကကို့အိမ်ကားခွေးကိုနောက်တိုင်ကလူတွေကိုခေါ်ရိုက်ခိုင်းနေအင်ရှင်မှာပဲဝရင်တုံနဲ့ရရဆက်ဆက်ရိုက်တယ်ခွေးရအော်နေရမရက်ဘူးလက်တွေခြေတွေကိုဖမ်းချုပ်ထားပြီးဆက်ရိုက်တယ်ဒါကိုဘေးအရာတော်ရိုင်းနေတော့မလုပ်ဖို့ပြောတယ်တားတယ်တားတော့မရက်တဲ့အပြင်ရှီမောနေကြပါသေးရဲ့တက်ပြီးဆလာအိမ်နဲ့ထည့်ပြီးတဲသွားကြပါတက်နေကြဆိုတော့ခွေးရခေါင်းရအရေခွင်ရအမိပါမရှိတော့ဘူးအလုံးလက်စားလက်နာဖျောက်လိုက်ပါပြီ ပေါင်းနေရအတိုင်းပဲရှိတော့တယ်ဘေးအိမ်တွေကလမ်းပေါ်တောင်းတော့တိုက်တော့နေတယ်အင်ယာဝင်းရဲ့အုတ်ချုံရီမို့လုံးချုံရီပါပါကြပါခွေးကိုပြန်တောင်းနေဘာမှမလုပ်ဘူးခွေးပဲပြန်ပေးဖို့ပြောပါဒါပေမဲ့မရှိဘူးပြောင်းနေနေတက်တဲ့အကောင်မတိဘူးပြောတယ်မနက်၁၁ထဲကမေးတာညနေ၃နာရီထုတ်ခါနေ့ထိအဲ့အိမ်ရှိမှရေတပူးနဲ့ထိုင်နေကြတော့မှအဖြစ်ထွက်လာပါ යි အဲ့ခွေးကအဲ့အိမ်နာကခွေးချစ်တဲ့အမရဲ့ခွေးဖြစ်ပြီးအဲ့အိမ်မကခွေးလေးတွေလည်းမွေးထားတယ်ကဲလဲကဲပေးရဲစေးလဲကူပေးတယ် ူ့ရဲ့ခွေးလေးကအဲ့ဒီအိမ်မှာလာနေရသူတို့ကလည်းချစ်ကြတယ်တတိယသူတွေကသူတို့ပဲမွေးထားကြတာအဲ့တော့ခွေးလေးကိုလည်းအထသူတို့လည်းမဟုတ်ဖို့တွေပြီးခင်နေကြတာပါအခုလိုမျိုးလုံးလိုက်မယ်လို့လုံးဝမထင်ထားတဲ့အရာပါမလုံတဲ့အောင်လုပ်ကြတာပါအပြင်ကနေစားပါတက်ပါလူမသိအောင်လုပ်ကြပါရပါ යි အခုလိုကို့အိမ်မှာလာနေရခွေသူတို့ချက်ပါရဆိုတဲ့ခွေကိုရိုက်တက်ကြရင်စားဖို့လုပ်ကြတာပါ နောက်ဆုံးတက်တဲ့လူအိမ်တရားလို့လိုက်ပါတော့ပုံတွေရအတိုင်းခွေဟာ စားဖို့အသားဖြစ်နေပါပြီအဲ့တော့ဘဲခွေးချစ်တဲ့သူမှဒီမြေခွင်းကိုမခံစားနိုင်ပါဘူးလူတယောက်အနေနဲ့မလုံတဲ့နာရီကိုလုတ်ခဲကြတာပါလူတယောက်ရဲ့အသိဉာဏ်စင်ကြင်တုံတရားတွေနဲ့လုတ်ကြရမှာပါခုလိုမျိုးတားတက်လိုက်စင်ရထားလည်းမဟုတ်ပဲကိုရင်အင်္ဂါခွေးခုနှစ်အိရှိအိကြောင့်အွန်အောင်ရိုက်တက်တာကတော့ဘလုံနီးနေမှလက်ခံလို့မရတာပါလူရီယာကုချီယာငလင်တန်စီးပွားရေးတန်အပူတန်ကောင်းမအကုတ်တေးစိတ်ဆင်းရဲနေကြတာပါ ်ဘယ်ချိန်ကိုတည်မလဲစောင့်ကြည့်နေရတဲ့အချိန်ကမှခုလိုရုံညံပြီးလူမဆန်စွာမလုပ်သင့်ပါဘူး။နောက်ပြီးဒီခွေးရီအားလုံးဟာဝင်းနေရခွေးချစ်သူတွေအကုန်ပေါင်းပြီးတားဆက်ချာချင်းခွေးယူကာကွယ်စည်းထိုးချင်းအကိုက်ခံရပါကကာကွယ်စည်းထိုးပေးချင်းလိုအပ်ပါက ရော့ချင်းငွေပေးချင်းစသဖြင့်အစအစအရာရာတာဝန်ယူထားကြတာပါအင်ချေ1800ရှိသောအဲ့တော့ချစ်ကြတာပဲနော်လမ်းပေးခွေး100ဝန်းကျင်သာရှိပါသေးတယ် အကုံဒီပါအပေါ်အချက်လက်များနဲ့ပြည့်စုံပြီးသားပါနှိရှိစီမံကိန်းနဲ့လှုပ်ဆောင်လာကြတာပါလက်လွတ်စပယ်လိုက်ကိုက်လိုက်ဆွဲဘယံပရာမွေးထားကြတာမဟုတ်လို့မဆိုင်နာရီပြောမနေကြပဲတီတီရရလှုပ်ရှားရှိရတွေပဲဆက်လုပ်သွားမယ်ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်တီချစ်သူလေးတွေရော ခုလိုလောက်ရက်ကိုလှုပ်ခဲတဲ့သူတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအစုံတီကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှိကဲတငယ်ချင်းတို့ရောပြောခဲ့အောင်ပြနော်ဒါပါလှုပ်တင်လဲပြနော် ခွေးလေးကြည့်ပါအောင်ဗျာချစ်စရာလေးနော်မုံမုံစားကျင်လို့တဲ့မုံလာတောင်းတာချစ်ဖို့ကောင်းတယ်နော်အမေတော်တော်လိမ်ပါတယ်နော်တနာပါတယ်ဗျာနော် ကဲဒီမောင်ကြည့်ပါအောင်ညာเนาะကလေးလေးအိတ်နေတာကိုလွှဲပြတာတဲ့တော့ဖအေးကြီးကြတာเนาะဘလောက်တောင်ချစ်ဖို့ကောင်းလဲဒီလိုချစ်ဖို့ကောင်းတဲ့ခွေးလေးတွေကိုမှเนาะအခုလို့ရဲရဲဆက်ဆက်လောက်ကြတယ်လို့เนาะတကယ်ကိုမညာမတာရဆက်တဲ့သူတွေပဲဗျာเนาะ လူတွေပြီးမှစားရလူတွေကျွေးမှစားရတဲ့ဘဝလေးတွေပါဗျာနော်သူတို့အဲသူတို့ကိုအသက်အန္တရာယ်ထိတော့ရန်ရှာဖို့မကောင်းပါဘူးနော်ကဲကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ကဲဒီဗီဒီယိုထဲမှာတော့တငယ်ချင်းတို့ကြည်ပြီးသွားတဲ့အတိုင်းပဲရန်ကုန် FMI ဝင်းထဲမှာပေါ့နော်နေတဲ့အထီးတွေအိမ်မှာပေါ့နော်အိမ်ပေါ်ခေါ်ထားတဲ့ညီမနှစ်ယောက်ပေါ့နော်ညီမနှစ်ယောက်ကနေပြီးတော့ခွေးသားစားချင်းနေဆိုပြီးတော့ပေါ့နော် သူတို့ရဲ့အတိဘေးနာအိမ်ရသူတွေကိုခေါ်ပြီးတော့ရိုက်တက်ခိုင်းတာတယ်ဗျာနော်အဲ့တေးသွားတဲ့ခွေးလေးကလည်းရက်ကွက်ကနေပြီးတော့နော်ဝိုင်းပြီးတော့ပြုစုဆောင်ရှောက်ထားတဲ့လမ်းဘေးခွေးလေးတွေပေါ့ဗျာနော်အတိုင်းမဲ့လမ်းဘေးခွေးတာပြောတာအဲ့ဒီရက်ကွက်ကတော်တော်ချစ်ကြတယ်ဗျာနော်ဟူရင်ရအစာကျွေးဒီရင်ရအစာကျွေးနဲ့လိန်လဲလိန်မာကြတယ်ဗျာနော်ဒီခွေးလေးတွေကကြည့်ပါအောင်ဗျာအခုတော့အယိုးတခြားအသားတခြားပဲနော်ဒါတော့အရန်ချစ်ပါတယ်ဆိုတဲ့သူတွေကဒီလိုမျိုးလှုပ်ချလိုက်တာနော် အသားစားခြင်းများဈေးထဲမှာကြက်သားဝတ်သားအမဲသားเนาะအများကြီးရှိပါတယ်စားခြင်းဒီလိုမျိုးကိုမွေးထားတဲ့ခွေးလေးတွေကိုတော့ဒီလိုမျိုးတက်เสียအကြောင်းမရှိပါဘူးเนาะကဲကျွန်တော်တငယ်ချင်းတွေလည်းပြောเสียအကြောင်းရလေးရှင်ကျွန်တော်ရဲ့အောက်မှာကွန်မန့်လေးရေးပေးထားခဲ့ပါအောင်ဗျဒီကနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါဗျာเนาะနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ